လောင်မြို့နယ်မှာလက်ရှိထားပြတ်တောင်နေရာရစ်ပေါင်း40လောက်ရှိလာပေမဲ့ဒါပြန်လဲပြန်ဖြူနိုင်မဲ့အချိန်အတိအကျမပြောနိုင်သေးဘူးလို့လောင်မြို့နယ်လက်ရှိမှုကပြောပါတယ်။လောင်မြို့ပေါ်စတင်မာလာ30ရက်ကတိုက်ပွဲဖြစ်ပြီးတိုက်ပွဲအတွင်းပစ်ခတ်ခဲ့တဲ့ကြီးစံအချို့ကမြို့နယ်လက်ရှိဒါခွဲယူမှာရှိတဲ့ transformer ကိုထိကာအပေါက်ဖြစ်ပြီးပျက်စီးသွားတဲ့အကြောင်းဒွဲခဲလက်ရှိဒါပြန်ဖြူတဲ့ တထွန်း Trend Company ကထုတ်ပြန်ခဲ့ပါတယ်။လက်တလောပြည့်စည်သွားတဲ့ Transformer နေရာမှာအစ်စ်ဝဲယူအစားထိုးနိုင်တာမရှိသေးတဲ့အတွေ့အဲ့ဒီ Transformer ကိုပဲပြုပြင်နေတယ်လို့မြို့နယ်လက်စင်မှုကပြောပါတယ်။ဒါပေမဲ့အပေါက်ဖြစ်သွားတဲ့ transformer ကိုပြန်ဖားဖို့ joint ချင်တဲ့လက်စစ် engineer ကိုခေါ်ထားစေဖြစ်ကလိုချိုရေးအခြေအနေအရလောင်းလုံးမြို့နယ်ကိုပို့ဆောင်ဖို့အခက်အခဲရှိနေတယ်လို့ဆိုပါတယ် လောင်မျိုးနယ်ကဒေသခံတွေမှာတော့လက်စစ်တအားရရှိပြတ်တောက်နေတဲ့အတွေ့ဖိုးအားသွင်းတာနဲ့ရေတင်တာတွေကအစားအခက်ကြုံနေရတယ်လို့စီးပွားရေးလုပ်ငန်းရှင်တွေမှာလည်းအခက်တွေ့နေကြပါတယ်လက်တလို့လက်စစ်မီပြဿနာတွေဒေသခံတွေဟာ ချက်တသိန်းဝင်းကျင်ဆိုလာဘက်ထရီအာတင်မီလိုတွေကိုဝယ်ယူသုံးပြုနေကြပြီးတက်နိုင်သူ အချို့ကလည်းကြသိန်းဆယ်ချီတန်နေဆိုလာပစ္စည်းတွေဝယ်ယူတက်ဆင်နေကြရတာပါပုံမှန်ဆိုရင် transformer လက်စစ်မီချိုမိတိုက်တွေချို့ရင်ပြည့်စီမယ်ဆိုရင်လက်စစ်ဌာနကသာ တောင်ယူဆောင်ရွက်ပေးရမှာဖြစ်ပေမဲ့လက်တလုံးမှာတော့လက်စစ်တအားဖြန့်ဖြူးရေးတောင်ယူထားတဲ့ပထိုးအင်ထရန်ကပ်နီကသာတောင်ယူပြုပြင်နေရတယ်လို့ဆိုပါတယ်။